ညီမတကယ်ပရိသတ်ကချစ်လို့ပေးရဆုလေးပါဟုတ်အရန်အားအားရဝန်တာဖြစ်ပြီးဟိုလေဒီကွင်းညို့ဒီခက်မကြီးကိုပတ်ပြီးတော့ဘယ်နှဆိုင်ရောမသိဘူးပျော်နေရဲ့အဲ့လိုမျိုးချက်တော့ပါလေတကယ်ဟိုစင်မော်ရောက်သွားတော့လေလုံးဝအဲ့လိုမျိုးဟိုကို performance တွေပါလောက်ဖို့တောင်မှ မရှိတော့အရန်အံ့ဩပြီးတော့လေဟိုဘလို့ဘာလုံးလို့ဘာကန်မမသိအဲ့လိုရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့လေအဲ့ဒီတမီးအမြင်နဲ့ခက်အေးအေးပဲနေတော့လေအန်တီကအဲ့လိုပေါ့ဒီလိုမျိုးဒီလိုဖန်နေနဲ့ဒီလိုတွေနဲ့နေတာအမြင်တော့အန်တီကအရင်ဝမ်းတာပေါ့မနက်ကမှာတဘာဝတရားစကားကိုကာဝေးအောင်လို့ဆိုရင်တော့တိတော်ပြုတ်ပြီး ာပထမဦးဆုံးပြိုင်ပွဲမှာဒီလိုစုသူရခဲ့အတွက်ပြောပြမပြလိုက်ငံကိုအရင်ကြော်တာပေါ့နော်၁၆ရက်ထက်မှမပေါအောင်ဆိုဩငါသမီးလေးမဟုတ်တယ်တပည့်သမီးလေးလည်းအားပေးမယ်ပေါ့နောက်ကျ surprise ဆိုကိုတော်အံ့အားတင့်သွားရပေါ့နော်အဲ့လိုပြောမပြနိုင်တော့ဝမ်းသာပါတယ်သမီးရဲ့သာသာချင်းရတော့စိတ်မကောင်းတော့ဖြစ်ရပါတယ်။ဒါမဲ့လည်းအော်ငါပထမဆုံးပြိုင်ပွဲဆိုတော့အတွေ့အကြုံရပါတယ်ဆိုရယ်စိတ်နဲ့နေရချင်းမှာကိုယ့်နာမည်ကိုခေါ်လိုက်တော့ လုံးဝ surprise ဖြစ်သွားပါတယ်ဟုတ်တကယ်ကိုပြိတက်ပေးရဆူပါရှင်ဟုတ်အရင်အားအားရဝမ်းသာဖြစ်ပြီးဟိုလေဒီကွင်းကြီးကိုဒီခက်မကြီးကိုပတ်ပြီးတော့ဘယ်နှဆိုင်ရမှမသိဘူးပျော်နေရဲ့အဲ့လိုမျိုးချက်သွားနေရဟုတ်တကယ်ကိုလေးထိုင်နေရင်းနဲ့လေအားရဝမ်းအားရပြီးထားကုန်ပြီးတော့ပြန်တိုင်းမို့သတိမိပြီးဟိုပတ်ပြေဒီပတ်ပြေအဲ့လိုဖြစ်သွားရဲ့တကယ်ကိုစင်မော်ရောက်သွားတော့လေလုံးဝအဲ့လိုမျိုးဟိုကို performance တွေပါလောက်ဖို့တောင်မှ မရှိတော့အရန်အံ့ဩပြီးတော့လေဟိုဘလို့ဘာလုံးလို့ဘာကန်မမသိအဲ့လိုရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့လေဟုတ်ခုနကပြောလို့ညီမမပါတော့ချွဲချိန်မှာညီမနာမည်ကိုကောက်ခေါ်လိုက်တဲ့အချိန်မှာပေါ့နော်ဟိုဘလို့ပြောရမလဲလုံးဝ surprise ဖြစ်ပြီးတော့အဲ့လို ဘာလုံးလုံးဘာကမ်းမှမသိအရန်ကိုကြောင်ပြီးကြောင်သွားတယ်လို့လေလူကလေဟိုအဲ့လိုမျိုးဖြစ်သွားပါတယ်အရန်ပျော်ပြီးတော့ဟုတ်ဟုတ်လုံးဝညီမဆိုရင်အဲ့လိုမျိုး confident နဲတာတွေဘာကြီးနည်းနည်းရှိရပေါ့ဒါပေမဲ့အမေကဒီလိုမျိုးတေချာလေးလာပြီးတော့အားပေးရအတွက်လုံးဝအရင်အထက်ပို့ပြီးတော့အများကြီးစင်ပေါ်မှာ confident ရှိလာတယ်စင်ပေါ်မှာ confident ရှိရှိနေလှောက်ဆောင်လာနိုင်တာကိုကိုကိုတတိထားမိလာပါတော့အမေငါ့အမေအောက်မှာရှိရဆိုတော့စိတ်နေပဲအတင်းထားတာပေါ့ အဝိဆုံကတော့ဒီဇိုင်နာတင်ပြန်ကနေအစားဆုံးအန်တီကိုအကုန်လုပ်ပေးတာပါဟုတ်အန်တီတို့ကတော့ဟိုကအန်တီကမန္တလေးမှာရွှေမောက်ဖက်ရှင်ဆိုပြီးဒီလိုဇာတ်တိုင်းတွေဖွင့်ထားတာအန်တီတို့ဆိုင်ကအစနဲ့ပဲတမိလေးကိုပြန်ပြန်ကနေဒီဇိုင်းပေါ်ပြီးချုပ်ပေးထားတာပါဟုတ် အဲ့ရွှေနန်းတော်ကဟိုရွှေတွေဆိုတာရောရွှေနန်းတော်ကရွှေရတော့ဟိုတစ်ခါကရွှေနန်းတော်မှာသူအတော်လုံးနေတဲ့ဟိုတစ်တော်မှာပေါ့ဒိုင်းမွန်ကွင်းဆိုရင်အန်တီရှိတယ်ရွှေလေးကားမဲပောက်သွားတယ်အန်တီကအန်တီတို့ရွှေနန်းတော်မိသားစုနဲ့မိတ်ဆက်ပေးတယ်မိတ်ဆက်ပေးပြီးရွှေနန်းတော်မိသားစုကတူတူမလေးကိုဒီလိုဂျုံလွင်နဲ့ရှောက်ခွင့်ပေးပြီးအန်တီကသူ့ကို surprise ပေါ့စိတ်ကစင်စာဝယ်ပေးလိုက်တာပါအဲ့ကြောင့်မျိုးကအန်တီတကယ်ချင်းစိတ်စင်မာကိုဒိုင်းမွန်ကွင်းပေါ့ သူကနေအဲရွှေနန်းတော်ကိုအားပေးဖို့ခေါ်လာလို့အန်တီတို့အားပေးဖြစ်တာပါ။ဟောသိန်းကားတာပေါ့အဲ့တော့အားပေးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ဟုတ်။အဲ့ဒါအန်တီတို့လားတမီးတို့လားဘုသူတို့လဲ။တမီးမြောက်တော့။အန်တီကဝမ်းသာပေါ့အန်တီတမီးအမြဲနဲ့ခက်အေးအေးပဲနေတော့လေ။အန်တီကအဲ့လိုပေါ့ဒီလိုမျိုးဒီလိုဖန်နေနဲ့ဒီလိုတွေနဲ့နေတာကိုမြင်တော့အန်တီကအရင်ဝမ်းသာပေါ့။ ဟုတ်အရင်အဆိုညီမအနေအေးရတဲ့မှာပါတယ်ဒီလိုမျိုးလူအပြင်းတွေပါတယ်လဲတိတ်သွားလေးတော့ထားမရှိဘူးအဲတငယ်ချင်းပေါင်းနေဆိုလဲနဲတယ်ပေါ့နော်ဒီမှာကြတော့အဲ့လို grand sister ရဲ့အကုန်လုံးနဲ့လဲအဲပေါင်းနေဆက်ဆက်ရေးလဲတိုးတက်လာတယ်အရင်အထက်ဆိုင်အများကြီးပြောင်းလဲလာတယ်စင်ပေါ်မှာလဲလှုပ်ရဲပေါ့နော် confidence လှုပ်ရဲ gain ရဲပြီးတော့ confidence နေလဲရှိလာကိုကိုကိုအများကြီးဒီပွဲကနေလဲအများကြီးတိုးတက်လာတယ်လို့မြင်ပါတယ်ဟုတ်ဒီစုလေးကတော့ညီမတကယ်ပရိသတ်ကချစ်လို့ပေးရဲစုလေးပါဟုတ် လုံးဝအဲ့လိုညီမဆိုရင်ဟိုဗုဒ္ဓနေပါ ਈ မှာဆိုရင်အဲ့လိုမျိုးဟိုများတဲ့တဲမှာအများတန်းပါတယ်ဒါညီမကိုပရိသတ်တွေကချစ်လို့ပေါ့နော်ဒီ like and share facebook မှာ like and share လုပ်ပေးရဲ့ပရိသတ်တွေရောအဲ့လိုမျိုးဒီအခုလို popular ပေါ့ပြရအောင်လို့ဗုဒ္ဓနေဝိုင်းပေးချရဲ့ပရိသတ်တွေရောအကုန်လုံးစေစုတမာရင်လို့ဒီကပဲပြောချင်ပါရဲ့ဟုတ်ကဲ့အန်တီယာတမီးကိုပေါ့အန်တီရဲ့မိတ်ဆွေတွေကနေအရန်ပုတ်တွေနေအများကြီးပြည့်တဲ့ဟိုတာယာ ကျင်းဝဲကျောက်စိတ်ကျောက်စိတ်ကုန်ပြီမတန်မမတန်ရဲ့အောက်တမာရီရဲ့တမီလေးမက်စင်ရဲ့နောက်ထိတ်တန်းချွေပြင်ကမမွန်ရဲ့မြပါရမီပညာချွေပြီးဆိုမန္တလေးမှာကိုပိုင်ထက်တန်းကျောင်းကမမဒေါ်မြသွေးရဲ့ကိုအရန်ဒီကနေကျေးဇူးတင်ပါတယ်လို့တမီကိုမာခင်ပုတ်တင်ပေးတဲ့အတွက်လေကျေးဇူးပါကျေးဇူးပါ